်ဟယ်လိုအားလုံးမင်္ဂလာပါ ကိုစောဖူဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နော်ဒီကနေ့မြန်မာမောက်တီတောက်နဲ့ဝက်တောင်းသတ္တစာကြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်ထိကြည့်သွားပေးပါနော်အေဦးဆောင်မောက်ဖက်ကိုကျွန်တော်အရင်ပြောက်ပါမယ်ပြီးလို့ရှိရင်ဝက်တောင်းသတ္တတောင်းကိုလည်းခါရဲပြောက်ထည့်လိုက်ပါမယ်နော် ကျွန်တော်မောက်ဖက်ပြောင်းနေတဲ့အချိန်မှာကော်ပီတော့ကိုလည်းပပနှိမ့်ထားလိုက်ပါမယ်မောက်ဖက်ပြောင်းထားတာကိုကြက်ပြီးဆိုရင်တော့ကျွန်တော်တို့ရေအေးနဲ့သွားဆေးလိုက်ပါမယ်မောက်ဖက်တွေမကပ်ရအောင်ကျွန်တော်တို့ရေကိုသင်ထားဆေးပေးရပါမယ်နော်ရေဆေးပြီးရင်တော့ရေစစ်ထပ်ပေးရပါမယ်နော်အိုးပူလာရင်စီထဲပါမယ် ီပူလာရင်ကျက်တော်ဖြူစီတပ်ပေးရပါမယ်နော်ကျက်တော်ဖြူစီရက်ကမောက်ဖတ်တော့ရန်အတွက်ပါစီကျက်ချက်ပြီးဆိုရင်တော့ကျွန်တော်တို့သွားတောက်ကြရအောင်နော်ဒါကတော့ဆွမ်းနာကရေစစ်ထားတဲ့မောက်ဖတ်ကိုရင်ထည့်ပါမယ်ပြီးလို့ရှိရင်ကော်ပီတော့ပပလီထားတာကိုထည့်ပါမယ်ဒါကတော့ချုံမောက်အနေနဲ့ထည့်ပါမယ်နော် ပြီးလို့ရှိရင်ကျွန်တော်ကငံပြာရည်ကိုလောင်းထည့်လိုက်ပါတယ်เนาะငံပြာရည်ကိုချိန်ပြီးထည့်ပါเนาะငံသွားတတ်ပါတယ်ပြီးလို့ရှိရင်မကြီးအေးအနှစ်ကိုထည့်ပါမယ်ဒါကတော့ပဲအကျက်မှောက်ကိုကျွန်တော်နှစ်စွန်းလောက်ထည့်လိုက်ပါတယ်เนาะပဲအကျက်မှောက်ကလည်းကောင်းနေပါပြီဒါကတော့ငရုတ်သီးပါအစကြက်ရင်မများများထည့်လို့ရပါတယ်เนาะကျွန်တော်ကတော့သစွန်းတစ်သားလေးပဲထည့်လိုက်ပါတယ် ပြီးလို့ရှိရင်ဒါကချက်တော်ဖြူစီချက်ထည့်ပြီးရင်တော့အားလုံးနှစ်ဆက်သွားအောင်နေပေးရပါမယ်နော်အင်းဘယ်ဟောင်းလဲ thank you ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်ထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နော်အားလုံးကိုဘိုင်ဘိုင်